အားလုံးပဲမင်္ဂလာပါဒီနေ့တရားစီမံတင်ခင်းစာကတော့အခန်းခုနှစ်လေ့ကျင့်ခန်းရှိသမတ်၁ကနံပါတ်၅နဲ့၆နဲ့ဖြစ်ပါတယ်နံပါတ်၅မှာကပြောကြတော့လေကိုယ့်ရဲ့အတန်းထဲမှာရှိတဲ့ចောင်းသားចောင်းသူတွေចိုက်နေတဲ့အိမ်မေတ္တိဆန်စီရင်နေကောက်ပြီးကောက်ယူပြီးတော့ဗောနရရှိလာတဲ့အချက်လက်တွေကိုစာဝိုင်းကားချက်တစ်ခုနဲ့ရေးဆွဲပါတယ်သူကဟိုကစိုက်တာဗောနရေးလို့ရတယ်ဒီချက်ကတော့ဥမာတစ်ခုဗောနဒီချက်ကလှုပ်လိုက်မယ်အဲ့ဒါက ိုနှစ်သက်ရာဖြည့်လို့ရပါတယ်เนาะဥပမာကိုနှစ်သက်သလိုပဲတခြားအကောင်တွေထည့်ပြီးတော့ခြားအကောင်တွေရဲ့အရေအတွက်တွေနဲ့လည်းဒီချင်နဲ့မတူလဲရရမှာเนาะဒါကတခြားဥပမာအနေနဲ့အဲလုပ်ပြီးတာဖြစ်ပါတယ်ဒါဆိုရင်ခြေကတော့ခွေးသုံးကောင်เนาะခြေဟိုအတန်းထဲမှာရှိရပါတော့တန်းတန်းတန်းတွေချက်နေတဲ့အိမ်မီးတိရစ္ဆာန်ရှင်းရင်ပေါ့เนาะခွေးကိုเนาะခွေးသုံးကောင်နော်ကြောင်ကဒီကောင်ကျက်ရှိကောင်ဘဲငါးကောင်ပေါ့နော်ဒီဟုတ်ပြီဒါတို့ရှင်တို့က ဒီချက်လက်လေးရပြီအရင်ဆုံးစုတောင်းအောင်ပါဘူးနော်ရပြီဆိုတာနဲ့ဒီလိုဘာလို့ကမလဲဆိုရင်တော့စုစုပေါင်းရမယ်စုပေါင်းကအလုံးပေါင်း20កောင်ပေါ့နော်20កောင်ဒီမီလီလီစင်ရ20កောင်အဲ့ဒီမှာဒီလိုကတော့ဓာတ်ပမာဏကိုရှာပါမယ်အော်ခွေးရတဲ့ဓာတ်ပမာဏကသူကအကောင်20မှာ3កောင်ဖြစ်တယ်ပြည့်ဒီလိုက20ပိုင်း3ပိုင်းပေါ့နော်အဲ့ဒီမှာဒီလိုဓာတ်ပမာဏကိုရှာတာဖြစ်တယ်360နဲ့မြောက်ပြရတယ်အဲ့ဒီ20တတိ20 20ဆက်ရှိလीတော့60 ။အသိကျတော့၈၈သုံးနေရကျတော့50လေး။အသိခွေးရွဲ့အတွက်ဓမ္မမာနာက50လေးဒီလိုပါ။နောက်တစ်ခုကကြာရင်အတွက်ဓမ္မမာနာကတော့20កောင်မှစုပေါင်း20កောင်မှ၄កောင်ကကြောင်ရည်အတွက်ဖြစ်ပါတယ်။အသိကျတော့ဓမ္မမာနာကိုကျတော့360နဲ့မြောက်ပေးရတယ်။20 78ကြီးက360ဒါဆိုရင်78လေးကြီးက90ဒီဂရီပါ။နော်။အဲ့ဒီကွာကြာတကယ်တော့အကျဲ့ရည်တွေပေါ့နော်အကျဲ့ရည်တွေကကျတော့ရှစ်ကောင်ပြည့်တဲ့အစုစုပေါင်းအကောင်20မှာသူကရှစ်ကောင်ကအကျဲ့ရည်တွေပါ အဲ့တော့360နဲ့ညှက်ပေးမယ်နော်ညှက်တဲ့ခါမှာ20ဆက်ရှိတယ်360 16ရှိပြီကျတော့ဒီက44ဒီဂရီပါနောက်ဆုံးတစ်ခုကဘဲရီအတွက်ပါဘဲကကျတော့သူကအကောင့်20မှာသူကငါ့ကိုဖြစ်တဲ့20ဘိုင်း5ဘိုင်းပေါ့နော်အဲ့ဒီ20 360လီကတည်းက16ရပြီးတော့16 5ရကျတော့90ပါ90ဒီဂရီရပါတယ်ဒီဟုတ်ပြီလားသတိရင်ဒီကျတော့ဓာတ်ပမာဏကိုရပြီဆိုရင်ရာဂိုင်နှုန်းကိုရှာပါမယ်ရာဂိုင်နှုန်းဆိုတော့ခွေးရီအတွက်က နောက်ခေတ်အတွက်ရာကနှုန်းကကျတော့20ဘန်း3ဘောင်ကျိုးတရားနဲ့မြောက်မယ်။ဒီ20တရီ20 20တရီ25ရီတရားပေါ့နော်။ဒါကငါတို့ဒီ15 15ရာကနှုန်းဖြစ်ပါတယ်။ဒီကအကြောင်းရင်းတကလည်း20ဘန်း4ဘောင်ကျိုးတရားနဲ့မြောက်မယ်။ကြကနုံးချရင်တရားနဲ့မြောက်ပြီးတော့ဘာမှမနာချင်တော့ချက်စနေမြောက်တာပေါ့နော်။ရှေ့ရဒီအပိုင်းကြီးနေရာတူတူပဲ။အပိုင်းကြီးမှာကျတော့ရေစုပေါင်းရေတော့ကိုရေးမယ်။ပိုင်းဝေမှာကျတော့အဲ့ဒီတစ်ခုရဲ့ပေါ့နော်။ဒီရာဝတ္ထုတစ်ခုရဲ့ရေတော့ပေါ့နော်။ရေတော့ကိုရေးမယ်လို့နော်။အဲဒီ20တရား25မီတရား ဒီကားကြီးက20သော20ရာခိုင်နှုန်းမှာနောက်ကကြက်ရွတ်ရဲ့ရာခိုင်နှုန်းက20ဘန်းရှိပါအောင်တရားနဲ့မြောက်တယ်25စီ185လီ40နောက်အဲ့မှာ85ရာခိုင်နှုန်းဖြစ်နေပါပြီနောက်တစ်ခုကတော့ဘေးရွတ်ရဲ့ရာခိုင်နှုန်းက20ဘန်း5ဘန်းအောင်ရှိတရားနဲ့မြောက်တယ်25စီ195ပေါ့နော်ဘယ်တော့25ရာခိုင်နှုန်းမှာအဲ့ဒီဒီတို့ကတရားရာခိုင်နှုန်းပြေသွားပြီအဲ့ဒီကျတို့အဲစဝိုင်းကားကြက်ပုံဆွဲရမယ်ပေါ့နော် ထမဆုံးဒီလိုကခွေးအတွက်ရဲ့ဓာတ်ပုံမှန်တော့ရုပ်ရင်လုံးချထားပါတယ်ခင်ဗျာ54ဒီဂရီပါဒီနေ့ဒီတော့54ဒီဂရီကိုဆွဲလိုက်မယ်90ဒီဂရီကိုဆင်းမှာပေါ့နော်ဆဲလို့ရှိရင်ကျတို့ကအဲ့ဒါကို15ရာခိုင်နှုန်းတက်ပါမယ်ခွေးရွက်က15ရာခိုင်နှုန်းပေါ့နော်နောက်ကကြက်ရဲ့ဓာတ်ပုံမှာကြက်ရဲ့တွဲဓာတ်ပုံမှာနာကြ90ဒီဂရီပြောကျတို့က90ဒီဂရီကိုဆင်းမယ်ဆဲပြီးတော့အဲ့ဒီနာမှာကြောင်ရွက်တွဲရာခိုင်နှုန်းဖြစ်တဲ့20ရာခိုင်နှုန်းကိုထည့်လိုက်မယ်နောက်တစ်ခုကကျတော့ကြက်ရဲ့တွဲရဲ့နော်ဓာတ်ပုံမှာနာက144ဒီဂရီနော် 140ရာဒီဂရီဆိုတော့140ဒီဂရီဒီဂရီကိုစမယ်။တည့်ရာကတော့40ရာကနေတော့40ရာကနေတက်မယ်နော်။နောက်ဆုံးဘဲရက်ကကျတော့90ဒီဂရီပါ။90ဒီဂရီကိုကျွန်တော်25ရာကနေတက်ပါတယ်။ဟုတ်နော်။တည့်ရဘေးမှာ instruction လေးတွေလည်းကျွန်တော်ညွှန်ပေးထားပါတယ်။အနီရောင်လေးကဖိပြီးပြီးတော့အပြောင်လေးကကြောင်းပါ။ဆေးရောင်လေးကချက်ပြီးပြီးတော့နော်ဟိုဟာအညူရောင်ဟိုရောင်နော်။ညူရောင်လေးကဘဲလေးပါနော်။ခင်ဗျားတို့ကျွန်တော်နံပါတ်6ကိုသွားပါမယ်။နံပါတ်6မှာကျတော့အောက်မှာပေးထားတယ်။သူကစပိုင်းကားကျသူကစပိုင်းကားကျဆွဲပေးထားတယ်။ ဒီနေ့မှာ instruction တွေပေးထားရပါတော့ဂျာကန်လုံးကြီးလည်းပေးထားရယ်အဲ့ဒီစက်ဝန်းသားချက်မှာနိုင်ငံတကာငွေရသုံးမှတ်ချိန်မစင်းမှာတဲ့ငွေများကိုဂျာကန်လုံးကြီးပေါ်ပြထားတယ်တဲ့ပြီးတော့မျိုးနေမိထားရယ်ပေါ့နော်သူကပထမဆုံးမင်းကဝင်းသွေးအများဆုံးရတဲ့ငွေစင်းကောင်းစင်ဒီချေတော့ဒီမှာကြည့်လိုက်မယ်နိကြတဲ့ကမှာဂျာကန်လုံးအများဆုံးကနော်အဲဂျာကန်လုံးအများဆုံးက20ဂျာကန်လုံးအဲ့20ဂျာကန်လုံးကတော့အစင်းရောင်ပေါ့လေအစင်းရောင်ကိုလေးကပါတယ်ဆိုရင်းနေဒါပေမဲ့ကျိုးအဖြေပြေပြေလို့ရတယ်နော် အဲ့ဒီမှာမအားမ sorry ပါနော်ဝင်ဝင်များတဲ့ရတာက30နှစ်ရခိုင်နော်30နှစ်ရခိုင်တော့အပြာလေးပေါ့နော်အပြာလေးကကြကြိုးဆန်စပါးပါအဲ့တမို့ဝင်ဝင်များတဲ့ရတာငွေစည်းကောင်းနေနေမယ်ကဆန်စပါးကနေကြိုးဝင်ဝင်များတဲ့ရတယ်အဲ့ကဝင်ဝင်အနည်းဆုံးရတာကကြိုးရတယ်မှာ100ခိုင်နော်100ခိုင်တော့ကညီကိုရောင်နေပေါ့နော်အဲ100ခိုင်ဒီထဲမှာတော့ကြိုးကအဲအစိမ်းနူးနူးပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးပါအဲ့ဒါလေးကြပါတော့ဆိုကြိုးကကျွန်းတက်ပေါ့နော် ကနေကျွန်းတင်တဲ့အကြောင်းကြီးလေဒါကြောင့်မို့ဒါကျွန်းတင်ပေါ့အနည်းဆုံးရတာကကျွန်းတင်ကနေရပါလေဟုတ်ပြီနော်ဒီလိုသမီးရေချိုးကသွားဖြည့်ကြည့်မယ်နော်နံပါတ်ကကြီးငွေများဆုံးရတဲ့ငွေစည်းကောင်းမျိုးတွေကပါတယ်ငွေများဆုံးရရှိတဲ့ငွေစည်းကောင်းစီမြောက်နှစ်ချက်ပြောသူဆန်စပါးပါသူကသူကနေရခိုင်နှုန်းတော့ရှိပါတယ်နောက်တစ်ခုကတော့ဝင်ဝင်အနည်းဆုံးရတဲ့ငွေစည်းကောင်းစီမြောက်ကြတော့ရှိရခိုင်နှုန်းမှာသူကကြောရေးနေပေါ့နော်ဟိုကျွန်းတင်ပါ sorry ပါရေးနေနေမှာပါနော်ကျွန်းတင်ပြပါရဲ့ဒါဆိုရှင်နံပါတ်ကငွေမျိုးက သူကစုစုပေါင်းဝင်ပြီးပမာဏကအဲ့ဒါ7300တောင်းနေရကျသိန်းကျသန်းပေါင်း1000ရှိရဆိုရင်ရေနံဆိုတဲ့ခေါင်းစဉ်အောက်ကရှိတော့ဝင်လို့ရပါတယ်ဒါပေမဲ့နော်ဘာလဲရေနံခေါင်းစဉ်အောက်မှာရရှိတော့ဝင်ရင်ကကျသန်းပေါင်း1200ရဲ့သူက20ရာခိုင်နှုန်းနော်ရေနံက20ရာခိုင်နှုန်းပြတယ်လေရော20ရာခိုင်နှုန်းနော်ဒါပေမဲ့ကျသန်းပေါင်း1200ရည်ရည်ပဲ E ဆိုတာကအမြောက်20ရာခိုင်နှုန်းကကြာကြာဒီလိုပမာဏနဲ့ပြမယ်ဆိုရင်ဒီလို100နဲ့စားပြရရာခိုင်နှုန်းဆိုရင်100နဲ့စားပြရပါတယ် အဲ့ဒီတရား၄လတရား၁၁၄ထောင်းနေရတော့เนาะအဲတော့၂၀၁၂ကျတော့ကျတော့ကတော့၂၄၀အသွင်ကြီးတို့ရင်းနဲ့ကောင်းစီအောင်မှရရှိတော့ဝင်တွေကစက်တန်းပေါင်း၂၄၀ဖြစ်မှာပါစုပေါင်းဝင်တွေကစက်တန်းပေါင်း၁၀၀ရှိတယ်ဆိုလို့ရှိရင်เนาะရင်းနဲ့ကောင်းစီအောင်မှရရှိတဲ့ဝင်တွေကတော့စက်တန်းပေါင်း၂၄၀ဖြစ်ပါတယ်နော်နမကကြီးကစုစုပေါင်းဝင်ငွေပမာဏကစက်သန်းပေါင်း1000ဆိုလို့ရှိရင်စက်သဘာဆိုရဲခေါင်းဆောင်ကရရှိတော့ဝင်ငွေနော်စက်သဘာကခုနကကျတော့ဝင်ငွေအများဆုံးပါဒါကြောင့်မို့ငွေစည်းကောင်းကြီး စံတမားကောင်းစီမာယာရှိတဲ့ဝင်တွေကကျတော့စံတမောင်1100ရဲ့30နှစ်ရာခိုင်နှုန်းတို့ကျတော့1100ကိုညာရေးမယ်ဤကိုအမြောက်ရေးမယ်နော်သူက30နှစ်ရာခိုင်ပြည့်တယ်ဘိုင်းဒီမှာတရားခံလိုက်မယ်တရားရင်တရားဒလီတရား112လေး1100နော်ဒါပြင်12နဲ့30နှစ်နဲ့ပြတဲ့ခါမှာကျတော့384ရပါတယ်ဒါပြင်စံတမားကောင်းစီအောင်မှာရရှိတဲ့ဝင်တွေကစံတမောင်384ဆရာဖြစ်ပါတယ်နော်ဒါဆိုရှင်နံပါတ်9ပါနံပါတ်9က အဲနေတော့ရရှိတဲ့ဝင်ငွေပမာဏနဲ့များတော့ရရှိတဲ့ဝင်ငွေပမာဏရချိုးရှာပါတဲ့ဒါဆိုရင်နေတော့ရရှိတဲ့ဝင်ငွေပမာဏချိုးရချိုးရှေ့ရခိုင်တော့နော်ဒါကအများဆုံးရရှိတဲ့ဝင်ငွေပမာဏက30နေရခိုင်တော့ဒါကြောင့်မို့လို့ကနေတော့အချိုးရှာမှာဖြစ်တဲ့ဒီအရှိမရှိတဲ့ချိုးရှာတာပိုင်းဝင်ပိုင်းပြီးတော့နောက်မှရှိတဲ့ချိုးရှာတော့ပမာဏရှာတော့ပိုင်းဝင်ပိုင်းပြီးပါလေကျတော့ရှင်းနေစားမယ်ရှိတယ်လေးရှိရှိလေးသိနေပြီနော်ဒါဆိုရင်ကျတော့1.4 1.4ဆိုတော့တချိုးလေးပေါ့နော် ဒီ1 ratio 4ဖြစ်ပါရဲ့အနည်းဆုံးရရှိတဲ့ဝင်ပမာဏချိုနဲ့အနည်းဆုံးရရှိတဲ့ဝင်ပမာဏချိုကနော်1 ratio 4ဖြစ်ပါတယ်ဒီဒါကဆိုရင်ချိုကအဲရှိတဲ့သမားတိအခန်းရှိတဲ့သမားဒီချိန်ကရှိတဲ့သမားတိကတော့ချိုပြီးရပါပြီဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်